နံပါတ်1ကလောကုတ္တရာနဲ့ကျေစုဆက်မှန်ပါပါဘာနဲ့ဆက်ပါလဲလောကုတ္တရာနဲ့ကျေစုဆက်အောင်ဩဖိကြိုက်တာတွေနဲ့ဝဲကျွေးမြင်ကြိုက်တာတွေကျွေးမွေးအဖေကိုစိတ်ချမ်းသာဓမ္မကိုစိတ်ချမ်းသာအောင်ထားမယ်ဆိုရင်နဲ့အဲ့ဒါလောကီနဲ့ကျေစုဆက်တယ်ပေါ့ဗျာဘာနဲ့ကျေစုဆက်လောကီနဲ့ကျေစုဆက်ပါပါဘုရားအေးဒါကြောင့်ဒီကတော့မှန်သောသစ္စာစကားကိုဆိုပါစို့ရင် ယခုကျင်နေဦးသိရမိဘတွေကိုစိတ်ဆင်းရအောင်မလုပ်ခဲ့ဘူးเนาะဝိတုငွေကြီးနေနဲ့မျက်စိလေးကုပေးဘူးတဲ့ငါးသိမ်းနေပေးဘူးတဲ့မှန်သောတက်ဆာဘာမှမလုပ်ပေးဘူးတဲ့ဟဲ့လားเนาะအဲ့တော့စိတ်ချမ်းသာအောင်ထားတာကလည်းဘာဖြစ်နေလဲကျေးဇူးဆက်တယ်နေပြီဘာဖြစ်လဲနေလဲကျေးဇူးဆက်တယ်ပါဘုရားအေးမိဘတွေမိဘတွေအလုံးစည်းဝါးရေးအစဉ်ပြေခြင်းနဲ့အလုံးအစဉ်ပြေခြင်းနဲ့စိတ်သက်ကိုနံပါတ်1ကောင်းမွန်အောင်ထားစိတ်သက်ကို နံပါတ်2မိဘနံပါတ်ကိုစိတ်ချမ်းသာတာဟုတ်ပါဗျာဘာသာမှာလဲစိတ်ချမ်းသာသာမှာပါဗျာအေးတို့အဲ့လိုမဟုတ်ဘဲနဲ့ကျွေးတော့ကျွေးပါတယ်ရောက်ရင်စောင့်ကြည့်အောင်ကြီးတပြည့်ပြည့်ကျွေးနေမိဘစိတ်ချမ်းသာမှာပြီးတော့ပြီးပါတယ်တခါလဲတပြည့်ပြည့်နဲ့မြေတွန်းတောက်တီးပြီးတော့ပြီးမယ်ဆိုရင်မိဘစိတ်ချမ်းသာမှာစိတ်ချမ်းသာ မပေးခြင်းမကျွင်းခြင်းတွေကိုစိတ်နှိချမ်းသာအောင်ထားတယ်လို့တော်တော်ကျေးဇူးများနေပြီเนาะမှန်ပါဗျာနံပါတ်၄ကစိတ်ချမ်းသာအစိတ်သက်ကိုကောင်းမွန်အောင်ဒါနံပါတ်၄ကမိဘနှဘာကိုလောကမှာနေဘာမှမသိခြင်းမတတ်ခြင်းနေပဲစီတခုပဲစိတ်ကလေးကိုဖြတ်အောင်လာတာရိုးရိုးလေးပဲတွေးရှင်းရှင်းလေးပဲနေရင်ဘဝတိုးတက်မယ်ဗျာဘာဖြစ်မလို့ ဘာမှဝိပဲကောင်းတဲ့ရိုးရိုးလေးချင်းချင်းလေးပဲတွေးရင်သူ့လူလူသူ့လူလူဘဝကတွတ်တက်သွားမှာတဲ့နော်ဒါကြောင့်မိဘပေါင်းသူ့လူကောင်းတို့ရေတဲ့လောကီနဲ့လည်းကျေးဇူးဆက်လောကုတ္တရာနဲ့လည်းကျေးဇူးဆက်တဲ့လောကုတ္တရာနဲ့ကျေးဇူးမဆက်ရပါလားဆက်ရပါဘုရားဒါကြောင့်လောကီနဲ့ကျေးဇူးဆက်မဲ့ဆိုရင်တော့ကျေရွထုံးစံမရှိဘူးတဲ့ရှိပါဘုရား လောကီနဲ့ကျေးဇူးဆက်မယ်ဆိုရင်ကျေးဇူးဆက်မယ်ရှိပါဘူး။လောကုတ္တရာနဲ့ကျေးဇူးဆက်မှကြီးမယ်တဲ့။ဘာနဲ့ကျေးဇူးဆက်မှကြီးမလဲ။လောကုတ္တရာနဲ့ကျေးဇူးဆက်မှကြီးမှာပါ။ကိုလိုက်ပါတိလကင်းညာတိလကင်းညာမိဘအားမိဘအားတိလတရားနဲ့ကျေးဇူးဆက်တိလတရားနဲ့ကျေးဇူးဆက်တိလကင်းညာတိလကင်းညာမိဘညာမိဘအား သီလတရားနဲ့ကျေးဇူးဆံသီလတရားနဲ့ကျေးဇူးဆံအေးအဖေတို့အမေတို့တခါတည်းသီလတွေလုံးကြောင်နဲ့သီလရဲ့ထိမ့်သိမ့်ခြင်းအောင်သာသမီတွေမှာလည်းတာဝန်ရှိဟုတ်လားအဖေတွေအမေတို့သီလဆိုတဲ့နေရာမှာလည်းပဲဟိုတရားပြုတ်ဖို့လို့ဘုံကြောင်သွားဥပ္ပဆောင်မြုံနဲ့သီလလို့လည်း ြည်စုံပြောလို့မရဟုတ်လားမှန်ပါဗျာဒါဥပ္ပဆောင်သွားတဲ့ပုံကိုပြပြောတာလည်းမဟုတ်ပါဘူးအဲ့ဒါလောက်နဲ့သေနာတော့မခေါ်တတ်သေးဘူးလို့ပြောတာဟုတ်လားမှန်ပါဗျာဥပ္ပောလည်းစောင့်မယ်တဲ့ကိုနဲ့နှုတ်လည်းပဲလုံမသီလာမှန်ပါဗျာဘာနဲ့ဘာလုံမကိုနဲ့နှုတ်လည်းလုံမသီလာပါဗျာကိုနဲ့နှုတ်ကိုလုံမသီလာတဲ့အမေကြီးဒီလိုမျိုးတော့မသိတော့ဘူးစကားတွေဘယံမတာမပြောနဲ့ တဖန်သာကြုံမရှိအောင်မပြောနဲ့ကြိုးရှိအောင်ပြောကုသိုလ်ရမယ်စကားတွေပြောတဲ့ဒီလိုမျိုးသာသမီကမိဘကိုဘာဖြစ်ရမလဲသီလတရားနဲ့ကျေးဇူးစံအော်အဖေကြီးဒီလိုလုံးမပြောနဲ့မသိတော်တဲ့စကားတွေမပြောနဲ့ကြိုးမရှိတဲ့စကားတွေမပြောနဲ့ကြမ်းတမ်းတဲ့စကားတွေမပြောနဲ့ပိန်ဖြင်းတဲ့စကားတွေမပြောနဲ့နှုတ်ကိုထိန်ခိုင်းလိုက် ါဘာကိုထိန်းခိုင်းတာလဲဘာကိုထိန်းခိုင်းတာပါဘာတိကမိဘကိုဆရာလုံးတာလားတိလရှိအောင်တတိပေးတာလားတိလရှိအောင်တတိပေးတာပါဗျာအဲ့တော့တို့အဖေတို့မေလျော်အောင်ပါမင်းကလည်းငါ့ကိုဆရာလုံးလို့အဖေတဲ့ဘာတလကြီးဘာတလကြီးပါဗျာအမေတဲ့ဘာတလကြီးဘောမင်းရှင်းသမီးလုပ်လိုက်တော့လေကြည့်ရမကိုက်ဘူးအမေတဲ့သမီးတလကြီးတယ်အောင်မဲငါမွေးလို့နေငါအလူဖြစ်တယ်လို့ပါငါမွေးလို့နေဟာလူဖြစ်ရ ေးဟဟလာအဲ့လိုမျိုးဆိုရင်ဖေတို့မေတို့ရဲ့အဲ့လိုမျိုးမပြောပါနဲ့သမီးတို့ခစ်ကလေကျံပရံပြောလို့ကောင်းတော့ခစ်မဟုတ်တော့ဘူးဟုတ်လားလေလေမမသင်းသင်းမွေးမွေးရှောရှောချစ်ချစ်နုနုညာညာပြောရတဲ့ခစ်ဗျာပေါ့ဒီလိုလေးပြောရမှာဟုတ်လားမလားအဲ့ဒါဆိုဘာနဲ့ကျေးဇူး